ီနေ့မှာတော့ကျွန်တော်တို့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာရှိတဲ့ကားရီဆိုင်ကယ်တွေလေလံဆွဲတဲ့နေရာကိုတွားရောက်လေ့လာခဲ့တဲ့အတွေ့အကြုံလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမြင်ပါပါ။ Share my SM channel ကနေကြိုဆိုပါရစေ။အဲ့တော့ကျွန်တော်ဒီလေလံပွဲကိုဘယ်လိုသွားပြည့်ခဲ့လဲဆိုလို့ရှိရင်ကျွန်တော်ဆိုင်ကယ်ဝယ်ဖို့လိုတာနဲ့တွားရောက်လေ့လာဖြစ်တာပါ။အဲ့တော့ဒီလေလံနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ SPN ကအမှားရမရှိတာဘောနော်ဒီထိုင်းနိုင်ငံဆိုတော့ပိုဆိုးတာပေါ့ဘယ်လိုမျိုး ဒီလန်ဆွဲရဲဆိုလည်းနားမလဲဘူးအဲ့တော့ကျွန်တော်အတိတ်တယောက်ကိုမေးကြည့်တဲ့ခါကျလည်းသူကဒီလေလံဆွဲမယ်ဆိုရင်ဒီပိုစစ်9000တောင်ပေါ့နော်9000အနေ1000အတွက်ပေးသွင်းရတယ်ရှိရလို့သိရတယ်ကွာအဲ့ဒါနဲ့ကျွန်တော် cash ပဲယူသွားလိုက်တယ်ယူသွားတဲ့ခါမှလည်းဟိုရောက်တော့ကျွန်တော်ကောင်းတာကိုတွတ်ပြီးတော့မေးကြည့်တဲ့ခါမှသူက bank transfer ပဲလက်ခံတယ်ပေါ့နော်အဲ့တော့ bank account မရှိဘူးဆိုလို့ရှိရင်တော့လေလံဆွဲရဲ့ထင်မှာပါဝင်လို့ရမှာမဟုတ်ပါဘူး အဲ့တော့ကျွန်တော်တို့ဒီပလိုလင်လန်ဆွဲရလဲဆိုတာကိုကျွန်တော်သိသလောက်ညွှန်ပြပေးတတ်ပါမယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်လင်လန်ကုမ္ပဏီရဲ့ website ကနေတဆင့်အဲ့ရက်ဒီမှာလင်လန်ရှိလဲဆိုတာကိုတွားရောက်ပြီးတော့လေ့လာကြည့်အောင်အဲဒီ website ပေါ့နော် AUCity လို့ခေါ်တဲ့ website ပေါ့ browser နဲ့ရိုက်ပြီးရှာကြည့်လို့ရပါတယ်သူတို့မှာ application လည်းရှိတယ်ပေါ့နော်အဲ့တော့အဲ့မှာဆိုလို့ရှိရင် website မှာဆိုလို့ရှိရင်ကျွန်တော်တို့ရုံးပွဲတွေအနေနဲ့လည်း ဘယ်ရင်းဝဲမှာရှိရဆိုတာအစားကျွန်တော်တို့ဒီ filter ခေါ်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်အဲဒီမှာကိုကြည့်ချင်တဲ့ရုံးဝဲဘယ်ရဘယ်ဒီမှာရှိတယ်ဆိုတာကိုအဲဆုံးချိုးပြီးတော့လေ့လာတော့လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ရောက်ခဲ့တဲ့အဲနေမှာတော့ဆိုင်ကြီးတော်တော်များများရှိတယ်ပေါ့နော်180ကျော်လောက်ရှိတယ်အဲ့ဒီကျွန်တော်ချင်းမာဟန်လုံးလေလံခွဲပေါ့ အဲ့မှာတော့ကျွန်တော်တို့ဆက်ရောက်တဲ့အချိန်မှာလည်းအေးစစ်စစ်ပါပဲအပြင်လူလည်းဝင်လို့ရပါတယ်ကျွန်တော်ဂိတ်မှာတော့လောလောရေးရှိတယ်ပေါ့ဒါပေမဲ့ဘာမှမပြောပါဘူးကျွန်တော်လာရောက်လေ့လာတဲ့သဘောမျိုးနဲ့ဝင်သွားပါတယ်โอเคအဲ့တော့ဒီမှာဆိုရင်ကျွန်တော်အဲကိုရောက်ပါပြီဆိုင်ကလေးကတော့အရန်ဟိုမှာများပါတယ်ကျွန်တော်တို့တော်တော်လေးစုံပါတယ်မျိုးစားလေးလေကျွန်တော်တို့ဒီ Honda ဆိုလို့ရှိရင် clip တွေပါမယ် super cat တွေပါမယ် one dan တွေလည်းရှိတယ်ကျွန်တော်တို့ weight တွေလည်းရှိတယ်ပေါ့နော် ော့ဒီထက်မှလည်းဘင်းကြီးတွေလည်းပါတယ်ပေါ့နော်အဲကျွန်တော်တို့ကအဓိကတော့ဒီ auto ဘင်းနေရာပဲဒီဈေးတက်တာပြီးတော့စင်ပြေမဲ့ဟာလေးကိုရင်တော့ကြည့်ထားတာတော့ဒါပေမဲ့လည်းရောက်တဲ့အခါမှာဘန်ကောက်မရှိတဲ့အခါကျတော့လေလံဆွဲလို့မရခဲ့ဘူးပေါ့အဲဒါပေမဲ့လည်းလေလံဆွဲစင်တဲ့မိတ်ဆွေတွေအနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တွေ့ကြုံရမယ်လို့ပြောလိုက်ပါတယ်။ Okay ကျွန်တော်ဆက်သွားလိုက်အောင်။ဒါဒီမှာဆိုရင်ကျွန်တော်တို့တို့ကဒီလေလံဆွဲတဲ့ နေရာရှိတယ်ပေါ့နော်အဲအဲနေရာမှာဆိုရင်ဆိုင်ကယ်တွေကိုဒီသူတို့ရဲ့ဝင်တဲ့နေရာမောင်းပြီးတော့တစည်းပြီးတစည်းပေါ့လိုက်လွင်ပြီးတော့ပြရည်လည်းရှိတယ်လိုက်မောင်းနေတဲ့ဒေသံဆွဲလို့ရတယ်ဖြစ်တဲ့ကြောင့်မလို့လိုက်တွေလွင်ပြီးတော့လည်းသူတို့ဒေသံဘွဲကိုဆွဲလို့ရတယ်ပေါ့နော်အဲအဲမှာလည်းဝင်ဆွဲလို့ရတယ်အဲကြောင့်မသူတို့ဒီလိုလိုက်တွေလွင်တဲ့ခါမှာဖုန်းနဲ့လည်းရပြီးတော့ပြရည်ရှိတယ်အွန်လိုင်းအနေနဲ့ဆွဲလို့ရတယ်အဲအဲမှာကျွန်တော်တို့ဒီရှိရဝင်တဲ့နေရာနေပြီးတော့ကျန်ကင်းစည်းကိုပြောတယ်ကျန်ကင်းစည်းကနေပြီးတော့မှ

ဒီလီလန်ဆွဲနေမှာဟိုရသွားတယ်ဆိုလို့ရှင်အကိုရဲ့ကုတ်နံပါတ်ကိုပြောရတယ်ဗောနော်ပြောပြရလို့ရှင်တို့ကဒီ cycle ကိုဒီနောက်က parking ထိုးတဲ့နေရာမှာထိုးပေးတာဗောနော်ပြီးရင်တော့ channel လက်ပြန်ကိုရှင်းပြီးတော့ယူလို့ရပါတယ်အဒါကတော့ကျွန်တော်တို့ဒီချင်းမိုင်လီလန်ဝင်းကိုသွားခဲ့ရတဲ့တွေ့ကြုံလေးကိုမျှဝေပေးတာဖြစ်ပါတယ်အားလုံးလည်းဘုန်းကြီးတွေရမယ်လို့ယုံကြည်ပါတယ်နောက်လည်း ခုလိုမျိုးဗုဒ္ဓရမယ့်ဗီဒီယိုလေးတွေကိုတင်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လုပ်ပြီးတော့ဆက်လက်ဆောင်ရွက်ပေးပါဦး။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်မလို့အားလုံးကိုကျေးဇူးတင်ပါတယ်။